ရင်ကြီးပွားခြင်းဆိုတဲ့အကျိုးတရားကိုရဖို့ရအတွက်အကြောင်းမရှိဘဲနဲ့မရနိုင်ဘူး။ဘယ်ကိစ္စပဲဖြစ်ဖြစ်အကြောင်းတရားဆိုတာရှိတယ်။အခုဒီမှာကိုစီတိုင်းမှာပါဝင်လှုပ်ဆောင်နေကြတဲ့စပိုင်းနေအယောင်းဝဲကိုစီတိုင်းနေပွဲစားတွေဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကြွန့်ကျင်မှုရှိ။ဘာကြောင့်ကြီးပွားတိုးတက်နေကြတာလဲ။နော် ဘာကြောင့်ချမ်းသာကြွယ်ဝလာကြတာလဲဆိုအကြောင်းရှိအကြောင်းမရှိပဲနဲ့မဖြစ်ဘူးအောင်မြင်ကြည့်ဖို့အောင်လှုပ်တတ်တဲ့ပညာရက်တွေရှိတယ်အမျော်အမြင်တွေရှိတယ်ကြိုးစားအထောက်မှုတွေရှိဒါဟာအောင်မြင်ကြည့်ွားခြင်းရဲ့အကြောင်းတွေလက်တွေ့မှာလည်းဒီတိုင်းပဲမြတ်စွာဘုရားဟောတာလည်းဒီတိုင်းပါပဲမြတ်စွာဘုရားကဒီတုတ်တမဟောထားတာလေးကိုမှတ်သားနိုင်ယူပြီးတော့ကြည့် ကြည့်ပြီးတော့ကိုယ်ဘဝနဲ့စာဟကြည့်လိုက်မယ်ဆိုရင်လေဒီတိုင်းပဲတွေ့ကြရမှာပါမြတ်စွာဘုရားကဘလို့ဟောတော့ဆိုတိဟိဘိခွေအင်္ဂေဟိတမန္နာကတောပါပဏိကောပါပဏိကဆိုတာအယောင်းဝယ်လှုပ်တဲ့ပုဂ္ဂိုလ်ဆိုင်ထိုင်ပြီးတော့အယောင်းဝယ်လှုပ်တဲ့ရောင်းရင်းဝယ်တာလှုပ်တဲ့ပုဂ္ဂိုလ်စီးပွားရှာတဲ့ပုဂ္ဂိုလ်အလုံးချုံကုန်ပြောလိုက်မယ်ဆိုရင်စီးပွားရေးလှုပ်တဲ့ပုဂ္ဂိုလ် လူဖြစ်လာလို့ရှိရင်စီးပွားလုပ်ကြအဲ့ဒီစီးပွားလုပ်တဲ့ပုဂ္ဂိုလ်မှာအင်္ဂါ၃ချက်ရှိတယ်တဲ့အဲ့ဒီအခြေနေကောင်း၃ချက်အကြောင်းတရား၃ချက်ပြည့်စုံပြီဆိုလို့ရှိရင်တော့နတ်စေရသေးဝမဟာတံဝေပုန်လတ်တံပါပုဏ္ဏတိတိတ်မကြခင်မဲနဲ့ကြီးမြင့်တိုးတက်လာနိုင်တယ်လို့သူတို့ဆိုပွဲစားလုပ်ငန်းတွေလုပ်လို့နော် အယောင်းဝယ်ကိစ္စတခြားကိစ္စတွေပဲလှုပ်လှုပ်ဒီအကြောင်းတရားတွေ ਨੇ ပြည့်စုံအောင်ပြည့်စုံပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာစီးပွားဥစ္စာကိစ္စတွေမှာမြင့်မားတိုးတက်လာနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောလောကနဲ့အောင်မြင်ကြီးပွားဖို့အတွက်လည်းဒီအချက်၃ချက်အေးဓမ္မရေးရနဲ့ပတ်သက်လို့ရှိရင်လည်းဒီအချက်၃ချက်ပဲဒီတုတ်တန်ကဟောထားပုံက လောကီကြီးပွားရေးပဲဖြစ်ဖြစ်လောကုတ္တရာကြီးပွားရေးပဲဖြစ်ဖြစ်ဒီအချက်၃ချက်ဟာလိုအပ်တယ်ဆိုတာအသိဉာဏ်ချင်းထူခြားတော့လည်းပဲအမြင်အားဖြင့်တော့ဒီ၃ချက်ပဲမြတ်စွာဘုရားထောက်ပြထားပြီးဒီအကြောင်း၃ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင် အောင်မြင်ကြီးပွားနိုင်တယ်ကဲလောကီကိစ္စအောင်မြင်ကြီးပွားတယ်ဆိုတာလောကီမှာအောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ဒါကကိုယ်ကိုယ်တိုင်လက်တွေ့ခံစားရပြီးသားဖြစ်တော့ တိပီးသားဖြစ်လေမြတ်စွာဘုရားသခင်ကိုရောမြတ်ကအကြောင်း၃မျိုးပေးထားတယ်စီပွားရေးနဲ့ပတ်သက်ပြီးအောင်မြင်မှုအတွက်အချက်၃ချက်လိုအပ်တယ်တဲ့အဲ့ဒီအကြောင်း၃ချက်လိုအပ်တယ်အကြောင်း၃ချက်ဆိုရင်နံပါတ်၁ကဘာလို့ဆိုရင်နေတယတံပနာအမိကောင်းရှိရစီပွားရေးလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အမိကောင်းဆိုဒီမှာဝိကြီးတနာကျွယ်ဝတဲ့ပုဂ္ဂိုလ်က ငွေကြေးထုတ်ဆောင်ပေးခြင်းဟာဒါအမိခေါင်းလို့ခေါ်ရနော်ယင်းဒီလို့ဘူးငွေမလုံးလောက်ဘူးဆိုရင်ငွေထုတ်ပေးအဲ့ဒါအမိခေါင်းခနေ့ခေတ်မှာဆိုလို့ရှိရင်ပုပ်ကိုအမိခေါင်းနေမဟုတ်ဘူးဘန်တွေကနေထုတ်ချေးပြီးတော့စီးပွားလုပ်ကြဘာနေရှိခြင်းဟာနေတရားတံပန္နာအမိကောင်းလောက်တက်ကြင်တတ်တဲ့ပုဂ္ဂိုလ်တွေဟာငွေကြေးတဲ့ ရနိုင်နေတရတံပနာရှိတုန်းကတော့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကအရင်းနှီးတွေကိုထုတ်ပေးလေးရှိကြအဲ့ဒီအရင်းနှီးတွေကိုအခြေခံပြီးတော့ရောင်းတတ်ဝယ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာအမြတ်တွေရပြီးတော့ချမ်းသာကြွယ်ဝသွားကြတယ်ဒီလိုဆိုလို့အဲ့ဒါကိုနေတရတံပနာလို့ခေါ်တယ်အမိကောင်းရှိရမယ်ဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားကြည့်ပေါ့စက်ပိုင်းနေ နော်ပွဲစားတယ်ကို့မှာဘလို့အမိကောင်းနေရှိတယ်လဲစဉ်းစားကြည့်ဝေကြီးရဏလုံးလိုအပ်တာတဲ့အခါမှာထုတ်ပေးတဲ့ပုဂ္ဂိုလ်ဓာရီကိုအမိကောင်းတယ်လို့ပြောတီးတဲ့ပုံပြီးတော့ကြည့်အောင်မယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်ပြီးအကြံပေးနိုင်တဲ့လူကြီးလူကောင်းတွေဟာလည်းနေတရားတန်ပါဏပဲပေါ့ကို့အတွက်အေးဝေကြီးရဏဒီထုတ်ချေးတဲ့ အမအစတောင်သူလယ်သမားတွေလည်းဒီအစိုးရတွေကနေအမတော်ကြီးဆိုပြီးတော့ထုတ်ပေးတာဒါနေတိယတမနာထုတ်ပေးအတူနေနေနဲ့ထုတ်ပေးထုတ်ပေးတဲ့အခါမှာလौဒံကိဏ္ဍရှင်ကြီးပွားတုတ်တဲ့လौဒံကိဏ္ဍမရှိဘူးဆိုရင်ကျွေးတင်တာနဲ့ဒုက္ခရောက်မမကန်ကလौဒတ်ဖို့လိုသည်ဒါကြောင့်ထုတ်ချေးတဲ့ပုဂ္ဂိုလ်ငွေချေး အရင်ဒီပေးတဲ့ပုဂ္ဂိုလ်ရှိလင့်ကစားနောက်ထပ်လိုအပ်တဲ့အချက်တကူကဘာလို့ဆိုဝိဓုရာကျိုးစားအထောက်မှုလိုအပ်တယ်စီဝါရေးနဲ့ပတ်သက်ပြီးကျွမ်းကျင်လိမ္မာပြီးနေဝနာနာမဆိုတာလိုကျိုးစားအထောက်ဖို့ကလိုအပ်တယ်ငွေကြီးတော့ထုတ်ယူထားပါရဲ့ထုတ်ယူထားပြီးတော့တခြားနေရာတွေမှာသုံးဆွဲပြစ်ပြီးအလုတ်ကိုမှန်မှန်ကန်ကန်မကျိုးစားဘူး အလုံငန်းမကြွန့်ကျင်ဘူးဆိုလို့ရှိရင်လေအဲ့ဒီပုဂ္ဂိုလ်ဟာကြီးပွားတိုးတက်နိုင်စွာမရှိဘူး။ဒါကြောင့်မို့မြတ်စွာဘုရားကထောင်းစေအောင်ဟောတာ။နေတရာတမ္ပါဏအမိခေါင်းရှိရမယ်လို့ဆိုတဲ့ငွေချေးထုတ်ပေးမဲ့ပုဂ္ဂိုလ်လည်းရှိတယ်။မိမိကိုယ်တိုင်ကလည်းဝိဓုရကြီးမားတဲ့လုံလဝိရိယရှိတယ်။ကြိုးစားတယ်။အေးကြိုးစားရရလားလို့ဆိုမရဘူး။နောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုစက်ခုမှာ စီးပွားရေးအမြင်ရှိရမယ်။အယောင်းဝင်လို့တဲ့အခါမှာအမျောအမြင်ဟာအမတမ်းမအရေးကြီးတယ်။ဒီချိန်ဒီကုံအရေးကြီးတယ်ဟိုချိန်ဟိုကုံအရေးကြီးတယ်။အရင်ကဘလောက်ရှိတယ်အမြက်ကဘလောက်ရှိတယ်ဆိုတာတွေကိုတွက်တက်ချက်တက်တဲ့စီးပွားရေးမျက်စိစီးပွားရေးအမြင်ရှိရမယ်။ဟောမြတ်စွာဘုရားကဒီသုံးခုကိုဟောထားတာ။ဒီသုံးခုနဲ့ပြည့်စုံလို့ရှိရင်တဲ့စီးစိန်ဥစ္စာတွေမှာ မကြခင်မဲဖွင့်ဖြူတိုးတက်သွားနိုင်ပါလေလို့ဟောတာဟုတ်မဟုတ်ကိုယ်တိုင်လှုပ်ကြည့်ပေါ့နော်ကိုယ်တိုင်လှုပ်ကြည့်ရသော်ဗျာကအစဉ်တိုင်းဘယ်လိုဟောတော့ဆိုစက္ခုမှာစီပွားရေးအမြင်ရှိရမယ်နံပါတ်1ဝိထုရအမြင်ရှိတဲ့အတိုင်းစ조사အထောက်မှုရှိရမယ်နေတ္တယတမ္ပဏလိုအပ်တဲ့ငွေအရင်ဒီဥစ္စာတွေထုတ်ပေးတဲ့ပုဂ္ဂိုလ်ရှိရမယ်အဲ့ဒီ၃ချက်နဲ့သာညီရင် မကြခင်မဲ့တိုးတက်မယ်လို့ဒီလိုဟောတာဒါလောကစီးပွားရေးနဲ့ပတ်သက်ပြီးမကြခင်ကြီးပွားတိုးတက်နိုင်တယ်လို့ဒီလိုဟောတာအဲ့ဒီအတိုင်းပဲဓမ္မရေးနဲ့ပတ်သက်လာလို့ရှင်လေထို့တူပဲရသော်ဘုရားကဘယ်တော့မှတစ်ဖက်သက်မဟောဘူးနော်ဘယ်တော့မှတစ်ဖက်သက်မဟောဘူးလောကရေးဓမ္မရေးနှစ်ခုနှိုင်းရှင်ပြီးတော့ဟောလို့ရှိတယ် ဒါကြောင့်ဓမ္မရေးနဲ့ကြည့်မယ်ကုသိုလ်ရေးနဲ့ပတ်သက်လာလို့ရှိရင်လည်းဒီအချက်၃ချက်ပဲလက်ဆောင်ပြရဟောတယ်အဲ့ဒီမှာနေတ္တယတမ္ပဏကုသိုလ်ရေးနဲ့ပတ်သက်လာလို့ရှိရင်နဲ့ဒီအမိကောင်းရှိဖို့လိုအပ်တယ်အမိကောင်းဆရာကောင်းသမားကောင်းမတ္တမအရေးကြီးအမိကောင်းဆရာကောင်းသမားကောင်းဆိုတာပဲလို့ မြတ်စွာဘုရားရဲ့အဆုံးအမတွေကို များများသိတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားအဆုံးအမတွေကိုတတ်သိနားလည်တဲ့ပုဂ္ဂိုလ်စာပေကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဘုရားအဆုံးအမတွေကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒါအမိကောင်းပဲတရားဥတရားမြတ်ရခြင်းလို့ကြိုးစားအထုတ်တယ်ဆိုရင်အဲ့ဒီအမိကောင်းဆရာကောင်းတမန်ကောင်းဆိုတဲ့အမိရှိရဆရာကောင်းတမန်ကောင်းစီနီးခံလိုက်တဲ့အခါသူကနေရှင်းပြလိုက်မယ် တမထကျင့်စဉ်ဘယ်လိုကျင့်ရမလဲဝိပဿနာကျင့်စဉ်ဘယ်လိုကျင့်ရဒါနကောင်းမှုလုပ်ရင်ဘယ်လိုစိတ်ထားရမလဲတိလဆောက်တည်ရင်ဘယ်လိုစိတ်ထားဝိပဿနာဘာဝနာကမ္မထံပွားများအထောက်ရင်ဘယ်လိုစိတ်ထားဘယ်လိုလုပ်ရလဲဆိုရင်ဤစနစ်တွေကိုစနစ်တကျပြပြီးတော့ဆုံးမဩဝါဒပေးနိုင်ဘောဓုတ္တရပြီးနိုင်တဲ့ပုဂ္ဂိုလ်ဟာနေတရာတမ္ပန္နလို့ခေါ်တယ် အဲ့ဒီနေတ္တယတမ္ပဏအမိကောင်းရလာပြီဆိုလို့ရှိရင်တရားဓုတရားမြတ်ရချင်တဲ့ပုဂ္ဂိုလ်ကဘာလုပ်ဖို့လိုလဲဝိဓူရာသူများတဲ့ထူးခြားတဲ့လုံလဝိရိယရှိရမယ်ဘယ်လိုထူးခြားတဲ့လုံလဝိရိယရှိသလဲဆိုရင် ကိုယ်တဏ္ဏမှာမဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်အောင် ဖြစ်ပြီးသားအကုသိုလ်တရားတွေဖယ်ရှားနိုင်အောင် ကြိုးစားအထောက်အကူ လူတွေရဲ့စိတ်ထဲမှာအငြိအကျေးဆိုတာရှိတယ်။လောဘဆိုတာဖြစ်တတ်တယ်၊ဒေါသဆိုတာဖြစ်တတ်တယ်၊မောဟဆိုတာဖြစ်တယ်၊မာနတွေ၊ဣဿတွေ၊မစ္ဆရိယတွေဖြစ်တယ်။မဖြစ်သေးတဲ့အကုသိုလ်တွေစိတ်ရဲ့အငြိအကျေးတွေမဖြစ်အောင်ဆိုပြီးတော့စွတ်ပိတ်မှုတွေကြိုးစားအထောက်အပံ့။ဗတော်ရဆဖြစ်လာပြီဆိုလို့ရှိရင်လေလက်ခံမထားဘဲနဲ့ဖယ်ရှားဖို့ကြိုးစားအထောက်အပံ့မယ်။ အဆိုးဘက်ကအခုလိုကြိုးစားအောင်နှစ်ချက်အကောင်းဘက်ကိုကြည့်တယ်မဖြစ်သေးတဲ့ကုသိုလ်တရားတွေကောင်းမြတ်တဲ့စိတ်နေသဘောထားတွေမဖြစ်သေးရင်လေ့ကျင့်ယူရဥပမာမယ်မေတ္တာမထထသေးဘူးဆိုရင်မေတ္တာထထအောင်လုပ်ကိုချင်းသီလနဲ့မပြည့်စုံသေးဘူးဆိုရင်ကိုချင်းသီလပြည့်စုံအောင်ကြိုးစားဒီလိုဆိုလို့ဤစဉ်နဲ့အမြကိုချင်းသီလပြည့်စုံလာအောင်ကြိုးစားအထောက် အေးကိုချင်းတီလာနဲ့ပြည့်စုံလာပြီဆိုရင်၅ပါးကနေ၈ပါး၈ပါးကနေ10ပါးဆိုတာတို့တက်များပြားလောက်အောင်ကြိုးစားအထောက်အအဲ့ဒါလို့မဖြစ်သေးတဲ့ကုသိုလ်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးသားကုသိုလ်တိုးတက်များပြားလောက်အောင် လုပ်ရမယ်ကြိုးစားရမယ်ဆိုရယ်ဝိဓုရာကြီးမားတဲ့လုံလဝီရိယထူးခြားတဲ့လုံလဝီရိယရှိဖို့လိုတယ်ခေါဏတော့ကစီးပွားလှုပ်ခြင်းတဲ့ပုဂ္ဂိုလ်ဟာငွေကြေးတဏ အရင်ဤကို ထုတ်ပေးတဲ့ပုဂ္ဂိုလ်လိုအပ်တယ်လို့တရားဓုတရားမြတ်ရခြင်းတဲ့ပုဂ္ဂိုလ်ကုသိုလ်ကောင်းမှုပဲမှာတိုးတက်ခြင်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဆရာကောင်းတမန်ကောင်းဆိုတဲ့အမိနော်နိလန်ကောင်းတွေကိုပံ့ပိုးပေးနိုင်တဲ့ဆရာကောင်းတမန်ကောင်းလိုအပ်တယ်ဆရာကောင်းတမန်ကောင်းရလို့ဝိจิตနာထုတ်ချီးတဲ့ပုဂ္ဂိုလ်ကထုတ်ပေးတဲ့အခါမှာအရင်ဤထုတ်ပေးတဲ့အခါမှာကိုယ်ကိုယ်တိုင်ကကြိုးစားဖို့လိုအပ်တယ်လို့ ဆရာကောင်းသမားကောင်းစီရင်နီးရလို့ရှိရင်လေကြိုးစားအထောက်မှုဆိုတာလိုအပ်တယ်ဒီလိုဆိုလိုတာပေါ့အဲ့ဒါလိုကြိုးစားအထောက်တဲ့အခါမှာအရေးကြီးတာကဘာလို့ဆိုလို့ရှိရင်ပညာအမျော်မြင်ရှိဖို့အရေးကြီးတယ်ဒါကြောင့်မို့စက္ခုမှာပညာအမျော်မြင်ရှိတယ်အမြင်ရှိဖို့အတွက်တရားဓမ္မနဲ့ပတ်သက်ပြီးတော့အမြင့်ဆုံးအမျော်မြင်ဆိုတာဘာလဲ သစ္စာလေးပါးကိုသိမြင်ခြင်းပဲဖြစ်တယ်နော်သစ္စာလေးပါးကိုမသိလို့ရှိရင်တဏ္ဍာဝကလွတ်နိုင်တာမဟုတ်ဘူးသစ္စာလေးပါးကိုသိခြင်းဖြစ်လာလေတဏ္ဍာဝကသစ္စာလေးပါးဆိုဒီမှာဘုန်းကြီးတို့ရထားတဲ့ခန္ဓာ၅ပါးဘုန်းကြီးတို့ဘဝဖြစ်ပေါ်နေတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးအလုံးဟာ ဆင်းရဲဒုက္ခတက်တက်မြတာဖြစ်တယ်လို့ဒီလိုသိတာဒုက္ခသစ္စာကိုသိတယ်လို့ခေါ်အဲ့ဒီငါမဟုတ်ငါအောင်မဟုတ်တဲ့ရှုဏ္ဏတို့မှာသင်္ခါရတွေအကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးလိုချင်တဲ့တဏှာဥဆောင်တဲ့ကိရိတာတွေကြောင့်ဖြစ်နေတာဒါကြောင့်မို့လိုချင်တဲ့တဏှာသည်ဒုက္ခကိုဖြစ်စေတတ်တဲ့သမုဒိယသစ္စာသာဖြစ်တယ်အကြောင်းတရားဖြစ်တယ်လို့အခုလို့သိတာသစ္စာကိုသိတာ ဟုတ်ပြီတန်တရာထဲမှာရောင်းနေတော့ဒုဒ္ဒွေရထားတဲ့ခန္ဓာ၅ပါးတဏှာကြောင့်ရထားတဲ့ခန္ဓာ၅ပါးတဏှာနဲ့ခန္ဓာဒီနှစ်ခုဟာတန်တရာထဲမှာတဏှာကဥဆောင်ပြီးတော့ခန္ဓာတွေအမျိုးမျိုးရရှိပြီးတော့တန်တရာထဲမှာမဆုံးနိုင်တဲ့ခရီးကိုရှောက်လန်းပြီးတော့နေကြနေကြတဲ့အခါမှာနောက်သစ္စာတစ်မျိုးသိဖို့ကြတယ် အဲ့ဒီခန္ဓာ၅ပါးတွေမရှိတော့ဘူးဆိုလို့ရှိရင်ချုပ်ငြိမ်းသွားတဲ့နေရာဆိုတာရှိကိုရှိရခန္ဓာ၅ပါးချုပ်ငြိမ်းသွားရင်ဒုက္ခငြိမ်းတာပဲဒုက္ခငြိမ်းရာနေရာဟာရှိကိုရှိရအဲ့ဒီဒုက္ခငြိမ်းရာကိုသိတာនិရောဓသစ္စာကိုသိတာမဖြစ်ဒါဖြင့်အဲ့ဒီនិရောဓသစ္စာသိဖို့និရောဓသစ္စာကိုဆက်ရောက်ဖို့ဆိုတာဒီတိုင်းအနေနဲ့ဆက်ရောက်မှာမဟုတ်ဘူး နိရောဓကိုဆက်ရောက်ဖို့အတွက်မှန်ကန်တဲ့ခြင်းစဉ်တစ်ခုကိုကျင့်ရအောင်အဲ့ဒီမှန်ကန်တဲ့ခြင်းစဉ်ဆိုတာမဂ္ဂင်၈ပါးအကျင့်တရားပဲဖြစ်တယ်မဂ္ဂသစ္စာကိုသိတယ်တဏှာဝကလွတ်ဖို့အတွက်ဒီအချက်၄ချက်ကိုသိဖို့လိုအပ်တယ်အချက်၄ချက်ကိုသိဖို့အဲ့ဒါကိုစက္ခုမှာစီးပွားရေးမျက်စိအမြင်ရှိသလိုတရားဓမ္မနဲ့ပတ်သက်လေအမြင်ရှိတယ်လို့ဒီလိုပြောတာ စီးပွားရေးမျက်စိအမြင်ရှိတဲ့ပုဂ္ဂိုလ်ဘယ်လိုမြင်တော့ဒီကုံရောက်လို့ရှင်ဘလောက်မြတ်နိုင်တယ်ဒီကုံကဘလောက်ရှုံးတယ်အမြတ်အရှုံးအမြတ်ကိုတွက်ချက်တတ်တယ်မြုံမြင်တတ်တယ်အဲ့ဒါလို့မြုံမြင်တတ်တယ်လို့ပဲဘဝခရီးနဲ့ပတ်သက်လာတဲ့အခါကျကြည်ဒါတွေကဒုက္ခတွေပဲဒုက္ခကိုဒုက္ခလို့မြင်လာမှဒုက္ခကလွတ်ချင်လာမှ အဲ့ဒီဒုက္ခကိုဘသူထုတ်လုံတာတော့ဆိုရင်တဏှာဆိုတဲ့သမုဒိယထုတ်လုံဒါဖြင့်ဒီဒုက္ခတွေမရှိရင်ငြိမ့်မှာပဲချမ်းသာတယ်ဆိုတာဒုက္ခนิရောဓအဲ့ဒီငြိမ့်မှုအတွက်ရောက်ရှိနိုင်တဲ့ခြင်းစဉ်ဆိုတာပါလေမက္ခမက္ခရှိပါအခြင်းတရားမက္ခရှိပါအခြင်းတရားဆိုဒီမှာတမ္မာဒိဋ္ဌိအမှန်မြင်မှုပဲအမှန်မြင်မှုဆိုတာဘာကိုမြင်တာတုံးလို့မေးရင်တစ္ဆာလေးပါးကိုမြင်တာပဲ။ အဲ့ဒီအမှန်မြင်မှုအတွက်အမှန်တွေးတတ်ဖို့လိုတယ်။အေးအမှန်မြင် အမှန်တွေးဖို့အတွက်ကကိုချင်းသီလအခြေခံရမှာဖြစ်တယ်။ကိုချင်းသီလဆိုတာမှန်တာကို ပြောတယ်မှန်တာကို လုပ်တယ်အသက်မွေးမှုမှန်ကန်တယ်ဆိုတဲ့ကိုချင်းသီလကိုအခြေခံလိုက်တယ်။အဲ့ဒီအခြေခံပြီးတော့စိတ်တည်ငြိမ်မှုကိုကြိုးစားအထုတ်။မကောင်းတဲ့အကုသိုလ်တွေကိုယ်တဏ္ဍာမဖြစ်အောင်ကြိုးစားတယ်။ ကောင်းတဲ့ကုသိုလ်တရားတွေကုသနာမှာဖြစ်ပေါ်အောင်ကြိုးစားရဲဆိုတဲ့တမဝါယာမကြိုးစားတဲ့အခါမှာအာယုန်နဲ့စိတ်စုံစည်းပေးထားတဲ့တတိဆိုတာအရေးပါတယ်အဲ့ဒီတတိရှိနေမှပညာဆိုတာဖြစ်တယ်ဒါကြောင့်မို့တမတတိတတိရှိပြီးတော့စိတ်ကလေးတည်ငြိမ်မှုရမှသာလေအမှန်သိနိုင်ဒါကြောင့်မို့စိတ်လေးတည်ငြိမ်အောင် လုပ်တဲ့တမတမာတိလို့ဆို ဟောတမဝါယမတမသတိတမသမာဓိဆိုတဲ့တီလာကိုအခြေခံပြီးတော့တမာဓိကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာအမှန်တွေးလာတဲ့အခါအမှန်မြင်သွားတယ်အမှန်မြင်မှုကိုအကြောင်းပြုပြီးတော့စက္ခုမှာပညာမျိုးမြင်ရှိတယ်ပညာမျိုးမြင်ရှိလိုက်တာနဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အနေအထားမျိုးကိုရောက်ရှိသွားမယ်ဒီလိုဆိုတာပေါ့နော်မက္ခလို့ဆိုတာကို ဒီနိဗ္ဗာန်ချမ်းသာကိုပို့ဆောင်ပေးတဲ့တရားဖြစ်လို့ဒီမဂ်ရင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့မဂ်ကမိမိတို့တဏ္ဍာမရင့်ကျက်လာအောင်ကြိုးစားအထောက်ကြမဂ်ကနဲ့ပတ်သက်ပြီးတော့အထိပယ်ဖွင့်ဆိုချက်တွေဟာအလွန်ပဲရှင်းလင်းပြတ်သားမှုရှိနိဗ္ဗာန်ကိုလိုချင်တယ်ဆိုရင်မလုပ်ကြမလဲဆိုရင်နော်ရှင်းရှင်းလေး နိဗ္ဗာန်ကိုလိုချင်တယ်ဆိုရင်ဘာလို့ရမှာလဲနိဗ္ဗာန်နတ္ထိကေဟိမက္ခိယတိခဝေတိယတိတိမေခောနိဗ္ဗာန်ကိုရချင်တဲ့ပုဂ္ဂိုလ်တွေရှာရမှာဘာလဲလို့ဆိုရင်မက္ခေရှိပါအချက်တရားကိုရှာတော့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုတာတွေဖြစ်အောင်အကျဉ်းအပြည့်ပြောရင် သီလသမာဓိပညာဒီအရင်ချင်း၃မျိုးကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားအထောက်ပြုဆို အဲ့ဒါနိဗ္ဗာန်တထိကိနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေဟာမက္ခယတိခဝေတိယတိရှားပွေထိုက်သောကြောင့်မက္ခောမက္ခဒီရှိကုနဲ့ဖွဲ့စည်းထားတဲ့အစုအစည်းကိုမက္ခလို့ခေါ်တာနိဗ္ဗာန်လိုချင်ဒါကိုပဲကုသဏနာမှာရအောင်လုပ်ဒါဖြင့်ဟုတ်ပြီသူတို့ကိုကုသဏနာမှာရအောင်လုပ်လိုက်တယ်နိဗ္ဗာန်ကိုဘသူကရှားပေးမှလဲလို့ဆိုရင် သူတို့ကပဲရှားပေးမယ်ဒါကြောင့်မို့နောက်ထပ်အဓိပ္ပာယ်တစ်ခုဖွင့်တဲ့အခါ နိဗ္ဗာန်မကတိခဝေတတိတိမေကောနိဗ္ဗာန်ကိုရှာပေးတာဘယ်သူကရှာပေးတုံးဒီမကင်ရှင်းပါကပဲနိဗ္ဗာန်ကိုရှာပေးမှာနိဗ္ဗာန်ဘယ်မှာလဲဆိုတာကိုသိမှာမဟုတ်ဘူးသို့တော်မကင်ရှင်းပါရှင်းသုံးခြင်းဖြင့်နိဗ္ဗာန်ဆိုတာတွေ့လိမ့်မယ်မျက်မှောက်ပြုလို့ရလိမ့်မယ်ဒီလိုဆိုလို့ဒါဖြင့်ဘယ်ပုံရှာပေးတာတုံးလို့မေးလို့ရှိရင်ကိလေသာမာရင်တော်နိဗ္ဗာန်ံကိစ္စတိတိမေကော မိမိရဲ့တဏ္ဍမှာစိတ်ထဲနှလုံးထဲမှာရှိနေတဲ့အညစ်အကြေးတွေကိုဖယ်ရှားပြစ်ပြီးတော့နိဗ္ဗာန်ကိုရောက်အောင်ပို့ဆောင်ပေးခြင်းအားဖြင့်နော်တစ်ဖက်ကရှင်းတယ်တစ်ဖက်ကပို့ဆောင်ပေးတယ်အတိတ်ပဲကစိတ်ထဲနှလုံးထဲမှာအညစ်အကြေးတွေရှိနေရင်နိဗ္ဗာန်ကိုမမြင်နိုင်ဘူးကောင်းကင်ကလာကြည့်သားနေပြီမဲ့လို့တိမ်နေဖုံးနေလို့ရှင်အလင်းရောင်ထွက်မှာမဟုတ်ဘူးဒါကြောင့်မို့တိမ်နေကိုရှင်းပြလိုက် တိန်နေရှင်းလိုက်တဲ့အခါလာရောင်ကြီးကရှင်းရှင်းကြီးမြင်ရတယ်။အေးနိဗ္ဗာန်ကိုမြင်ဖို့အတွက်ဒီအသိဉာဏ်ကို ဖုံးနေတဲ့တိန်တလာတွေကိုဖယ်ရှားပြစ်ဖို့လိုအပ်တယ်။အဲ့ဒါတွေကိုဖယ်ရှားပြီးမိမိကိုယ်တိုင်ကဖယ်ရှားစရာမလိုပဲမိမိကျင့်သုံးတဲ့မဂ္ဂင်ရှင်မှာအကျင့်တရားကနေပြီးတော့ကိလေသာမာရင်တော့ကိလေသာဆိုတဲ့တိန်တလာတွေအမိုက်တိုက်တွေအခါခွဲတွေကိုဖယ်ရှားပြစ်ပြီးတော့ နိဗ္ဗာန်ံဂိစတိနိဗ္ဗာန်ထဲကိုရောက်သွားတယ်ရောက်အောင်ပို့ဆောင်ပေးလိုက်တယ်လို့ဒါကြောင့်လို့မက္ခလို့ခေါ်တာနိဗ္ဗာန်လိုချင်လို့ရှိရင်လေဟောဒီမက္ခနိဗ္ဗာန်ကိုရှာပေးမှာကလည်းဟောဒီမက္ခနိဗ္ဗာန်ကိုရောက်အောင်ပို့ပေးတာလေဒီမက္ခပဲမင်္ဂန်နဲ့အမြင်ဒါကိုရည်စူးပြီးတော့စက္ခုမှာမျက်စိအမြင်ရှိပြီဆိုလို့ရှိရင်တဲ့ ကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့လင်းမြန်စွာတိုးတက်ပြီးထူခြားတဲ့အသိဉာဏ်တွေကို မျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့။ဩမြတ်စွာဘုရားကလောကီနဲ့ဆက်ဆက်ပြီးလောကုတ္တရာကိုလည်းဟောတယ်။ဒါကြောင့်မို့အောင်မြင်ကြီးပွားဆိုတဲ့နေရာမှာစီးပွားရေးနဲ့အောင်မြင်ကြီးပွားတာကတစ်ခုဓမ္မရေးနဲ့အောင်မြင်ကြီးပွားတာတစ်ခုနှစ်ခုစလုံးဟာပြောရမယ်ဆိုရင်ဒိဋ္ဌိယတမ္ပဏအမိကောင်းရှိရမယ်။ ဝိဓုရကြိုးစားအထောက်မှုရှိရမယ်စက်ခုမှအမြင်ရှိရမယ်ဆိုတဲ့ဒီအခြေအနေ၃ရဒီအကြောင်းတရား၃ပါးဟာအောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းတရား၃ပါးဖြစ်လို့လောကီရေးစီးပွားရေးမှာပဲဖြစ်ဖြစ်လောကုတ္တရာဓမ္မရေးမှာပဲဖြစ်ဖြစ်ဒီအချက်၃ရဲ့အသွင်းတရားအဖြစ်တူတူပဲအနှစ်သာရသာကွဲပြားခြားနားသွားတယ်လို့မြတ်စွာဘုရားကဒီတုတ်တံမှာဒီလိုဟောခဲ့တာ ဖြစ်ပါတယ်